င်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ26ရက်နေ့မှအောက်တိုဘာလ2ရက်နေ့အထိမြန်မာတက္ကသိုလ်1389ခုနှစ်သတိကျလာဇန်9ရက်နေ့မှ17ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမူလဝတ္ထအခြေအနေခံမှန်းချက်များကို နေပြည်တော်မူလဝတ္ထနဲ့ဇလားဗေဒညွှန်ကြားမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ရှင်မင်္ဂလာပါလေဟောအခြေအနေမှာယခုရက်သက်တစ်ပတ်တွင်အနောက်တောင်ဘက်ဒုံလေးဟာ မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာစုခွာသွားဝင်ရရှိပါတယ်ဘင်္ဂလားပြည်လောမှာလေဖျားနဲ့ရဝင်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးပုံမူအားကောင်းလာက မုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်ပါတယ်အနောက်တောင်ဘက်သို့လေဟာကပလီပြည်လယ်ပြင်နဲ့ဘင်္ဂလားပြည်လောတို့မှာအာသင်တင်ရှိနိုင်ပါတယ်မိုးရွာသွန်းနိုင်မှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျနဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထချုံရွာပါမယ်။အမြင့်ဆုံးဘူးကျင်းချင်းနေခံမှန်းကြံများအနေနဲ့ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနောက်ပိုင်းမကွေတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ89ဒီဂရီဖာရိုင်မှာ68ဒီဂရီဖာရိုင်အတွင်းရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတောင်ပိုင်း အေယာဝေတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ89ဒီဂရီဖာရင်ဟိုက်မှ88ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ69ဒီဂရီဖာရင်ဟိုက်မှ88ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနည်းဆုံးမူချိန်ချိန်နဲ့ခံမှန်းချက်များအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ် ရှမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ58ဒီဂရီဖာရင်ဟိုက်မှာ68ဒီဂရီဖာရင်ဟိုက်အတွင်းနဲ့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ69ဒီဂရီဖာရင်ဟိုက်မှာ89ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါတယ် လေးထုဆိုတိုင်းသာချီနေခံပန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာ80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ67ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ပင်းခွေရင်ခွေပြန်နှုန်းအခြေအနေခံမှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ် မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ6မီလီမီတာမှ15မီလီမီတာအတွင်းကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့နေပြည်တော်တို့မှာ25မီလီမီတာမှ33မီလီမီတာအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ16မီလီမီတာမှ24မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလောင်အောင်ရေအခြေအနေခံမှန်းချက်များအနည်းငယ်ကတော့တိုင်းဒေသကြီးနဲ့ပြည်နယ်သီးသီးတို့မှာပြေဝအခြေအနေမှာရှိနိုင်ပါတယ်။ ဆိုင်ပြိုးရေးမှုတွေကိုသာချီနေခံမှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်